အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချမ်းအမောင်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေးလာလေ့ကျင့်မဲ့သင်ခန်းစာရဲ့ခေါင်းစဉ်ကဖာရဖြစ်ပါတယ်ဖာရဆိုတာကတော့တာဝန်ဝန်ထုံးဝန်ဖို့ကိုပြောတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အကျယ်ချဲ့ပြီးတော့ပြောမယ်ဆိုရင်ဖာရဆိုတာကဝန်ထုံးဝန်ဖို့တာဝန်ယူမှုသို့မဟုတ်တာဝန်အနေနဲ့ထမ်းဆောင်ရမယ့်အရာတွေပေါ့နော်အတုံးများတဲ့အကြောင်းအရာတွေကမိသားစုတောင်းဝန်အလုပ်တောင်းဝန်ငွေကြေးဝန်ထုံးဝန်ဖိုးတောင်းဝန်တွေကိုပြောတာပေါ့နော်အဲဒါကိုဖာရလို့ပြောပါတယ် ဒီနေရာမှာနာထီတို့ဒီလက်ဖေ shop တို့အဲအဲ့လိုမျိုးပုံစံမျိုးနဲ့မတူဘူးပေါ့နော်တို့ကဖာရဆိုတာကိုဒီမှာပြောလို့ပဲမိသားစုတာဝန်အလုပ်တာဝန်ဝင်ကြီးတာဝန်တွေအဲ့လိုမျိုးဖာရနဲ့တုံးတယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာအရင်ဆုံးတော့ဖာရဝင်တော့ဝင်ဖို့ပေါ့နော်ဒီလိုမျိုးပုံစံလေးကိုပြထားမယ်ဒီမှာကမာလေးကသူ့အဖေနဲ့မျိုးပြုစုနေတယ်အဲ့လိုမျိုးလေးကိုကျွန်တော်တို့နမူနာလေးနဲ့နားလဲရလွယ်အောင်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့တွေလေ့လာကြည့်မယ် ကျမမှာမိသားစုကိုပြုစုရမယ့်တာဝန်ရှိတယ်။ကျမမှာမိသားစုကိုပြုစုရမယ့်တာဝန်ရှိတယ်။အဲ့ဒါကိုချန်မိဖာရာတုံးဒူလေခရော့ခရူဝါချန်မိဖာရာတုံးဒူလေခရော့ခရူဝါကျမချန်ကျမကမိရှိတယ်ဖာရာတာဝန်ရှိတယ်။ဒီနေရာမှာမိသားစုကိုကွာ ဟိုဘယ်လိုပြောမလဲပြုစုဆောက်ရှောက်နေတဲ့ခါကျတော့မိသားစုကိုဆောက်ရှောက်ရမယ်ဝင်တော့ဝင်ဖို့ကြီးဆိုတာအထက်တာဝန်လိုပဲပြောမယ်ပေါ့နော်နည်းနည်းလေးနားထောင်အောင်ကောင်းအောင်လို့ဘာကြောင့်လဲဆိုတော့တာသမီးဆိုတာမိဘကိုပြုစုရမယ်တာဝန်ရှိတယ်လေဟုတ်ပြီချန်မီဖာရာတုံးဒူလေခော့ခူကဒီနေရာမှာတုံးပါလာတယ်တုံးဆိုပြီးတော့ဘာလို့ပါလာဆိုတော့မဖြစ်မနေလို့ပြောနေတာပေါ့နော် ပြုစုရမယ်ပြုစုရမယ်တာဝန်ရှိတယ်နော်မဖြစ်မနေပေါ့နော်တုံးပါလာတဲ့ခါကျမဖြစ်မနေတုံးဒူလေဆိုတာဒီ ြုစုဆောက်ရှောက်တယ်။ crop core မိသားစုကိုဒီနေရာမှာ crop core အစားဒီမှာဖော့မဲ့ထည့်လို့ရတယ်နော်။ဖော့ကမဲ့ပေါ့နော်။ chan mi para တုံးတူလေဖော့မဲ့အဲ့လိုလဲပြောလို့ရတယ်။ကျမမိသားစုကိုပြုစုရမယ့်တာဝန်ရှိတယ်။ကျမအဖေနဲ့အမေကိုပြုစုရမယ့်တာဝန်ရှိတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရေးကြည့်မယ်။ချန်ချောအနောချန်မောအီမီချန်မီပါရာ พออาภารออะระภาระ ต้องดูแลตอองอตอหมายถูกต้องตออูดูต้องดู รอเอเลต้องดูแล ครอบครัวคอรออบอครอบคอรออัวครัว ครอบครัว ฉันมีภาระต้องดูแลครอบครัว จะมา มีตาสูบปิวรามตาวไอชีเด နောက်တစ်ခုကကိုကိုကိုတခြားသူအတွက်ကိုဝင်တော့ဝင်ဖို့မဖြစ်ပါစေနဲ့ပြောကျင်တဲ့အရာကကိုကြောင့်သူတပားအတွက်ကိုဝင်တော့ဝင်ဖို့မဖြစ်ပါစေနဲ့လို့ပြောတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီမှာရေးကြည့်မယ်ယာทําให้ตัวเองเป็นภาระของใครยาဆိုတာတားမြစ်တဲ့စကားလုံးทําให้ဆိုတာဖြစ်စေတယ်လုပ်ပေးတယ်ตัวเองမိမိကိုယ်ကို ရာทําให้ตัวเองဆိုတာကကိုကိုကိုမဖြစ်စေနဲ့နောက်မှာပင်ပါလာတယ်မဖြစ်စေနဲ့ဖာရတာဝန်ဒီညမှာတာဝန်လို့မပြောတော့ဝင်တော့ဝင်ဖို့လို့ပဲပြောတော့မယ်ဝင်တော့ဝင်ဖို့ခေါင်ခရိုင်ဘသူ့ရဲ့ဥစ္စာမှဘသူ့ရဲ့ပစ္စည်းမှရာทําให้ตัวเองเป็นภาระของใครကိုကိုကိုဘသူ့အတွက်မှဝင်တော့ဝင်ဖို့မဖြစ်ပါသေးနဲ့မိမိအတွက်ကြောင့်တခြားသူအတွက်ကိုဝင်တော့ဝင်ဖို့မဖြစ်ပါသေးနဲ့လို့ပြောတာဖြစ်ပါတယ် ပြန်ပြီးကျွန်တော်တို့ကြင်ကြည့်မယ်ရာทําให้ตัวเองเป็นภาระของใครကိုကိုကိုဘသူရဲ့ဝင်တို့ဝင်ဖို့မဖြစ်ပါစေနဲ့လို့ပြောတာဖြစ်ပါတယ်။ဟုတ်ပြီဒီသင်္ကန်းစာကိုလေ့လာခဲ့တာဆိုလို့ရှိရင်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ขอบคุณครับ